င်္ဂလာပါရှင်။တနင်္လာနေ့ထိုင်းတရေဌာနမနေ့ကင်တဲ့အစီအစဉ်ရဲ့မလ20ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။ Oregon Rohingya ကတရေတပ်အစာရဲ့ခေါင်းဆောင်အပါအဝင်၁၀ဦးကို Bangladesh အနာပိုင်တွေက အခုလ18ရက်နေ့ညနေပိုင်းမှာဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အာဆာအဖွဲ့ခေါင်းဆောင်အပါအဝင်ဖမ်းဆီးခံရသူတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထက်တရားမဝင်ဝင်ရောက်မှု အကြမ်းဖက်လှုပ်ရှားတာတွေမှာပါဝင်မှုတွေနဲ့ဖမ်းဆီးခံရတာလို့ဆိုပါတယ်။အာဆာအဖွဲ့ဟာရခိုင်ပြည်နယ်မောက်တော်မြို့နယ်မှာလည်းလှုပ်ရှားနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလ19ရက်နေ့ကလည်းအရခတ်တတော် AA နဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ပြည်တွင်းသတင်းဌာနတွေကဖော်ပြပါဗျာ။ မြင်းမျိုးနယ်တုံးမျိုးကင်းတက်ရွာက အသက်25နှစ်အရွယ်ကိုစာအန်းဟာရွာအနီးကခြံထဲသွားတဲ့အချိန်မိုင်းနှင်းမိပြီးအပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မနေ့ကမနေ့9နာရီခန့်ကမိုင်းနှင်းမိပြီးသူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ညာဘက်ခြေထောက်ကတော့ဖြတ်တောက်ရမယ့်အနေထားမှာရှိနေတယ်လို့ဒေသခံတွေကပြောပါဗျ။လရှိမှာတော့မြေမျိုးပေါ်ကစစ်ကောက်စီတက်စေယုံမှာစိတ်ကူးတမှုခံယူနေရတယ်လို့သိရပါဗျ။ အခုလ23ရက်နေ့ညအူပိုင်းကကျုံးစုမြို့နယ်ဝန်ထောက်ရွာအနီးပင်လယ်ပြင်မှာပြူစောတိအဖွဲ့ဝင်တွေစစ်ကောက်စီတပ်တွေနဲ့ကျုံးစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။အဲ့ဒီပြခံမှုအတွင်းစစ်ကောက်စီတပ်ဖွဲ့ဝင်2ဦးအပြင်းထန်ဒဏ်ရာရခဲ့ပြီးမြေမျိုးပေါ်မှာဆိတ်ကုသဖို့သွားတဲ့အချိန်လမ်းမှာပဲ2ဦးစလုံးကြဆုံခဲ့တာလို့ကျော်စုပကဖကမနေ့ကအတည်ပြုထုတ်ပြန်ထားပါတယ် ရေပြုံမြို့နယ်ကံမောက်ကျေးရွာအနီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာဒက်ကိုကိုပနီအနီးဝန်းကျင်ကိုမနေ့ကရောက်လာပြီးရာယီစခန်းချနေထိုင်နေတယ်လို့သိရပါဗယ်။အဲဒီကနေတဆင်ရေကန်တောင်တာဝါတိုင်းစခန်းကိုကိုစစ်ကြောင်းဆက်ထိုးနိုင်ခြေရှိတယ်လို့ဒေသတွင်းတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကပြောပါဗယ်။ဒါကြောင့်ဒေသခံတချို့ကတော့နေရာပြောင်းပြီးညအိတ်တာရက်တူပျောက်ရွှေ့နေထိုင်တာတွေလုပ်နေတယ်လို့ဆိုပါတယ်။ တနင်္သာရီမျိုးနဲ့သိခေါရွာအနီးတစ်ဝိုက်ကိုစစ်ကောက်စီတပ်ကနေတိုင်းနေပါလေကြောင်းကနေပုတ်ကျဲတက်ခိုင်နေပါတယ်မနေ့ကမနေ့7နာရီခွဲဝန်းကျင်နဲ့7နာရီခန့်မှာစိဟန့်ရင်နဲ့နှစ်ကြိမ်လေးကြောင်းတက်ခဲမှုပြုလုပ်ခဲ့ပြီးအဲ့ဒီတက်ခဲမှုတွေကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။တိတ်ခုံရွာအနီးတစ်ဝိုက်မှာပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလလလယ်လောက်ကစတိုက်ပွဲဖြစ်နေတဲ့အတွက်အရသာထောက်ချီနေရဆော့ခွာထွက်ပြေးနေကြပါဗျ။ နင်္လာရီထိုင်းသတင်းဌာနရဲ့မနေ့ကင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။